ီကလေးကလေပစ္စည်းတစ်ခုကိုတဲ့ဟိုမွေးဖွားလာပြီးတော့ယူတာရှာပတ်ဖြစ်ရပေါ့အဲ့ဒီရှာပတ်ဖြစ်ရကဥဒ္ဓနောပိဋကသာပေမှာလည်းရှိပါတယ်နော်ဘာလဲဆိုလို့ချင်းအလုံးတိတဲ့အတိုင်းပဲမဟုတ်တရာပေါ့မောတရာကိုဖွားတဲ့အခါမှာလက်ထဲမှာစေးပါတယ်တဲ့စေးပါအဲ့ဒါကြောင့်သူကိုအဲ့ဒီသေးကိုအကြောင်းပြပြီးတော့ မဟောတရာလို့ခေါ်တာဟောတရာတို့သကလုံးကမဟာဩတရာပေါ့နော်ဩတရာတို့ကသေနော်အသွမ်းကြီးမားတဲ့သေကိုကင်ပြီးမွေးဖွားလာတော့ကလေးတို့အိပ်ပဲရတယ်ပေါ့နော်တာဒီကဦးဇင်းတို့စာပင်ကြီးမှတို့ရှင်သေအထူးဆန်းမဟုတ်ဘူးပေါ့တိလားလူတွေကဒါကိုမကြောက်ဘူးတဲ့အခါကျတော့အထူးဆန်းထင်တာပေါ့ဒါကတကယ်အထူးဆန်းမဟုတ်ပါဒါနဲ့သက်ပြီးတော့ဖျားလောင်းတွေက ဝမွေးချင်းစကားပြောတဲ့ဘဝ၃ခုရှိတယ်တလား၃ဘဝရှိတယ်နံပါတ်၁ကဝတ္တန်တရာအမေလူတွေကဘာရှိလဲဆိုပြီးမေးတာနံပါတ်၂မဟုတ်တရာနံပါတ်၃ကကြတော့တိတ်တထအဲဒါ၃ဘဝမှာပေါ့၃ဘဝကစကားပြောတာ